အာဆင်နယ်အသင်းကြီးပြအာဒီတာကပရီးမီးယားလိချန်ပီယံဆုကိုမျှော်လင့်နေသေးရင်လက်ကျန်ပွဲတိုင်းအနိုင်ကစားဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။မန်ယူအသင်းနဲ့တကိုးစီအသင်းကြားတဲ့ပွဲပြီးမှာအာဒီတာကအခုလိုပြောခဲ့တာပါ။အာဒီတာရဲ့အာဆင်နယ်အသင်းကမန်ယူနဲ့ပွဲမှာဖော်လုံးပိုင်ဆိုင်မှု68ရာခိုင်နှုန်းရရှိပြီးမန်ယူအသင်းကိုဖိကစားနိုင်ခဲ့ပေမဲ့တရေတမှတ်သာပိုင်ဆိုင်ခဲ့ပါတယ်။အာဒီတာက နိုင်ပွဲမရလို့စိတ်ပြက်ရချိန်မှာချန်ပီယံစုအကြောင်းမပြောချင်ပါဘူး။ချန်ပီယံစုကိုမျှော်လင့်နေသေးရင်လက်ကျန်ပွဲတိုင်းအနိုင်ယူဖို့လိုအပ်ပါတယ်။အခုချိန်မှာချန်ပီယံစုအကြောင်းပြောဖို့အချိန်မဟုတ်ပါဘူးလို့ပြောပါရတယ်။အာဆင်နယ်ကမန်ယူသင်းကိုဖိကစားနိုင်ပေမဲ့ဥဆောင်ကိုပေးခဲ့ရပြီးတဲ့နောက်နောက်ကနေလိုက်ကစားခဲ့ရတာပါမန်ယူအတွက်ဥဆောင်ဂိုးကို free kick ကနေ Bruno Fernandes နဲ့ အာဆင်နယ်အတွက်ခြေပကိုကိုဒက်ကလန်ရိုက်စ်ကသင်းယူခဲ့တာဖြစ်ပါတယ်။မန်ယူသင်းကအခွင့်အရေးကောင်းတွေထက်ရပေမဲ့အာဆင်နယ်ကိုသမားဒေးဗစ်ရာယာလက်စွမ်းပြလို့အာဆင်နယ်အသင်းတက်တာရရခဲ့ပါတယ်။အာဆင်နယ်အသင်းကအခုဆိုရင်ပရီးမီးယားလိအမှတ်ပေးစရာဦးဆောင်သူလေဗာဘူးနဲ့ရမှတ်15မှတ်ကွာဟနေပြီလဲဖြစ်ပါတယ်။ အာဆင်နယ်ကပရီးမီးယားလိဖလားမရတာနှစ်ပေါင်း20ကျော်ရှိနေတာပါလက်ရှိရာသီမှာအာဆင်နယ်အသင်းရဲ့ဆူပလားမျောလင်းချက်အဖြစ်ချန်ပီယံလိပြိုင်ပွဲတစ်ခုသာကျန်ရှိတော့တာလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းကချန်ပီယံလိသမိုင်းတလျှောက်ဆူပလားတစ်ချိန်မှမရဘူးသေးပါဘူး